ကတိနာစေဝရဒါနကထိန်အလှူတော်မင်္ဂလာ အခမ်းနာအနုမောဒနာနှင့်ဩဝါဒတရားတရင်ညဝါလာကျွလာပြီဆိုရင်တရင်ညလာလာပြီကျတရေကနေပြီတစမုံလာပြီနေအထိဒီတလအတွင်းမှာ ကတိသင်္ကလူရန်စကတ်ခြင်းဆိုရက်ကာလဒါနအထူးခြားဝိသေသကာလဒါနမျိုးကိုပြုလုပ်ကြတာဖြစ်ပါတယ်ကာလဒါနဆိုတော့ကိလနာလှူတာလဲကာလဒါနပဲခီးသောပုဂ္ဂိုလ်လှူတာလဲကာလဒါနပဲပေါ်ဥပေါ်ပြားရှားသည်လိုက်ပေါ်လာတဲ့တည်တည်တဏ္ဏလှူတာလဲကာလဒါနပဲအာဂနုလှူတာလဲကာလဒါနလို့ဆိုတော့ဒီကတိနာစေဝရဒါနကတော့ ပိုပီောထူခြားဝိသေသဂုံနူးနဲ့ပြည့်စုံတဲ့ကာလဒါနမျိုးစားလို့ဆိုရမှာဖြစ်တယ်။တခြားချိန်မှာလှုပ်ခွေးမရပဲနဲ့တစ်နှစ်မှာတစ်လအတွင်းသာလှုပ်ခွေးရတဲ့ဟာဖြစ်တယ်။ထို့သောလှုပ်ခွေးရတယ်လို့ဆိုတဲ့နေရာမှာလည်းပဲကြောင်းတိုက်တတိုင်းမှာဆိုရင်ကထိန်သင်္ကားဟာတစ်ခါတစ်ချိန်ပဲလှူဒန်းရတာဖြစ်တယ်။ တကြိမ်တစ်ခါပဲလှူဒန်းခွင့်ရတဲ့ဒါနမျိုးဒါကြောင့်မို့ကုန်တုဝိသေသနဲ့ပြည့်စုံတဲ့ကာလဒနာမျိုးဒီကနေ့တို့တွေတွေသာသနာတော်နဲ့ဆက်ဆက်ပြီးတော့ဒါနကောင်းမှုပြုလုပ်အပ်ပြီပြုလုပ်ရပြီလို့စိတ်ထဲမှာ ဝမ်းမြောက်နှုမောတာရုအချိန်ချင်းခေါ်ပြီးပီတိသောနတ္တတွေဖြစ်နေဖို့လိုအပ်တယ်ပေါ့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာ ဝမ်းမြောက်ဝမ်းသာဖြစ်မှုအတိညာနဲ့ရှင်မှုဆိုတာဝိဓမ္မအရေးကြီးတယ်ပေါ့ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းကြောင့်စိတ်အားထက်သန်မှုဆိုတာလည်းပါဝင်လာတယ်ဒီထက်ပဲကံကံရဲ့အကျိုးကို သိမြင်ခြင်းလို့ဆိုရဲကမ္မတက္ကတာသမ္မဒိဋ္ဌိညာအရင်ခံပြီးတော့လှူလိုက်မယ်ဆိုလို့ရှိရင်ဒီကုသကံရဲ့အကျိုးတရားဟာအတိညာပါတဲ့ဘဝမျိုးကိုရပြီးအကောင်းတဲ့အဆိုးအကြောင်းနဲ့အကျိုး လုံးသင်တာနဲ့မလုံးသင်တာခွဲခြားသိနိုင်တဲ့ပင်ကိုဉဏ်ရရှိတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ပြီးအမှန်တရားကိုကြားနာလိုက်ရတဲ့အခါမှာတဏှာဝကလုကင်းနိုင်တဲ့အသိဉာဏ်မျိုးထီအောင်ရရှိသွားနိုင်တဲ့အခြေခံကောင်းတွေကိုရနိုင်ကြတာဖြစ်တယ်။ဒါကြောင့်မို့ကုသကောင်းမှုလုပ်တိုင်းလုပ်တိုင်းဟာဝန္တာပီတိဖြစ်ဖို့အသိဉာဏ်ရှိဖို့တဏှာဖြစ်ပြောင်းမယ်ဆိုရင် ဘာလှလှလှတဲ့အခါမှာတက္ကိစ္စဒါနလို့ခေါ်တဲ့စိတ်အားစိုက်ပြီးတတိကြီးစွာထားပြီးစိတ်ပါဝင်စားစွာလှူဒန်းခြင်းစိတ်တိကတဒါနလို့ခေါ်တဲ့အလူကံပုဂ္ဂိုလ်တွေပေါ်မှာပူဇော်လိုတဲ့စိတ်တွေချီးမြှောက်လိုတဲ့စိတ်တွေမေတ္တာစိတ်တွေမွမ်းထုံပြီးတော့လှူဒန်းခြင်း သဟထာဒါနလို့ဆိုတဲ့ကိုယ်တိုင်ပါဝင်လူတိုင်းချင်းအာဂမနဒိဋ္ဌိကောဒီကနေ့လုံးလိုက်တဲ့ကုသကောင်းမှုရဲ့အကျိုးတရားဟာဧကန်ဒိဋ္ဌငါးစီရောက်ရှိလာမှဖြစ်တယ်ဆိုတဲ့အမြင်ရှိခြင်းကမ္မတက္ကတညာအမြင်ရှိခြင်းနဲ့မိမိတို့မုံမုံမြတ်မြတ်ရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေအနေခွဲဝေပြီးတော့ စွန့်ပစ်တဲ့ပစ္စည်းမျိုးမဟုတ်ဘဲနဲ့လှူဒါန်းခြင်းလို့ဆိုတဲ့မင်္ဂနဲ့အခြေခံအခြေခံကောင်းနေတဲ့ပြည့်စုံတဲ့အလှူဒါနရဲ့အကျိုးဟာ ဖြစ်လျာဖြစ်လျာဘဝမှာကြီးမားသောအကျိုးကျေးဇူးကိုခံစားကြရတာဖြစ်တယ်။အချင်းချင်းအဖြစ်မြတ်စွာဘုရားဟောတာကိုမှတ်သားကြဖို့ရကားတော့မနုဿိကသတ္တပတ္တိ တေဝလောကေသရတ္တိယာသနိဗ္ဗာန်သမ္ပတိတပ္ပမေတိနလဗ္ဗတိဒီနေ့လို့တဲ့ကုသကောင်းမှုဟာသူချမ်းသာကိုလည်းရာစေနိုင်တယ်မိမိဆန္ဒအားလျော်စွာနှချမ်းသာကိုလည်းရာစေနိုင်တယ်နောက်ဆုံးမှာဘဝဆိုသမျှမရှိတော့ပဲဆင်းရဲဒုက္ခအလုံးစုံလွတ်မြောက်တဲ့နိဗ္ဗာန်ချမ်းသာဆိုတာကိုလည်းဒီကုသကောင်းမှုကပေးစွမ်းနိုင်တယ်ဆိုတော့ အမြဲတမ်းစွမ်းအားကောင်းတဲ့စွမ်းအားပြည့်တဲ့ကုသိုလ်တဏ္ဍာမျိုးဒီကနေ့လောရပြီလို့စိတ်ထဲမှာအကျဉ်းချင်းဝမ်းမြောက်နေဖို့လို့ရပေါ့တဏ္ဍာကောင်းမှုကိုအကြောင်းပြုပြီးတော့သရဏဂုံနဲ့သီလကိုလည်းဆောက်တည်ရတယ်တရားဓမ္မကိုလည်းနားယူရတယ်ဆိုကုသိုလ်တွေဟာစင်ပွားပြီးတော့လာတာဖြစ်တယ်အဲ့ဒီရရှိလာတဲ့ကုသိုလ်တွေဟာအခုလိုကုသိုလ်စိတ်ဖြစ်ခွင့်ရနေတဲ့ဘုရားဘာသာဝင်သူတော်ရှင်တို့အဖို့မှာတော့ အချိန်ချင်းဖြစ်ကြလို့မထူးဆန်းဘူးလို့ထင်ကောင်းထင်လိမ့်မယ်။တန်တရားမှာသို့မဟုတ်တသက်တာကာလမှာတစ်ခါမှ မဖြစ်ဘူးတဲ့ပုဂ္ဂိုလ်ရဲ့အနေနဲ့ကဒီလိုတစ်ချိန်တစ်ခါဖြစ်လျက်ရတဲ့ကုသိုလ်ရဲ့စွာအာဟာတော်မှကြီးမားတယ်ဆိုစိတ်ထဲမှာခံစားနိုင်ကြအောင်ပါဖြစ်။ကဘာမှာရှိတဲ့တန်ပေါင်း9000သောလူတွေထဲမှာအခုလိုကုသိုလ်စိတ်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာအရေးအတွက်များတာမဟုတ်ဘူး။ ဒါလူလောကတွေမဲ့အရေးအတွက်ဟာအနည်းငယ်သာဖြစ်တယ်။တခြားတတ္တလောကကြီးတစ်ခုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီလိုကုသိုလ်စိတ်ဖြစ်ဖို့ဆိုတာအလုံးကိုခဲရင်ပါတယ်လို့အဲ့ဒီလိုကုသိုလ်စိတ်မဖြစ်လို့ရှိရင်အခုလိုအကျိုးကျေးဇူးတွေကိုလည်းရရှိမှာမဟုတ်ဘူးဆိုတာသိချတယ်။ဒါကြောင့်မို့မြတ်စွာဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာမိမိတို့ကိုယ်တိုင်ကလည်းတရားစွမ်းအားရရှိကြတယ်လူဖို့တန်းဖို့ပစ္စည်းဥစ္စာတွေလည်းရှိကြတယ် အလှူခံဖြစ်တဲ့တန်ဃာတော်ရှင်မြတ်တွေလည်းရှိကြတယ်ဆိုရင်အကြောင်းသုံးရပေါင်းဆက်ညီညွတ်နေတဲ့အချိန်ကာလမှာကုသကောင်းမှုဆိုတာပြုချရတာဖြစ်တယ်ကုသကောင်းမှုတစ်ချိန်တစ်ခါပြုလိုက်ရတဲ့ကုသကောင်းမှုဟာဘဝတန်တရားမှာတမိုးကြီးမားမှုပြန်လီပေးအပ်မှာဖြစ်တယ်ဒီလိုယုံကြည်ချက်နဲ့ကုသကောင်းမှုလုပ်ကြအခုလိုမြတ်စွာဘုရား သာသနာတော်ကြုံတွေ့နေတဲ့အခါမှာ မိမိရဲ့တရားတရားလို့ဆိုရက်အရင်ဒီဥစ္စာဥပမာတစ်ခုပြောရမယ်ဆိုရင်ခဏခေတ်မှာစူပါမားကတ်ဆိုတဲ့ဆိုင်ကြီးတွေရှိတယ်နော် shopping mall တို့ shopping hall တို့ city mart တို့ဆိုတာမျိုးတွေလူတွေအလုံးသိနေကြတယ်ဘာဝယ်ခြင်းဝယ်ခြင်းအဲ့ဒီစူပါမားကတ်ကြီးတွေဝင်သွားလိုက်လို့ရှင်အကအစ အလိုရှိတာတွေအကုန်ရနိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့ဝိကျေတနာပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာကိုလိုချင်တဲ့ပုဂ္ဂိုလ်တွေကိုလိုချင်တဲ့ပစ္စည်းဥစ္စာတွေကိုအလွယ်တကူရယူနိုင်တယ်အခုလည်းပဲမြတ်စွာဘုရား သာသနာတော်နဲ့ကြုံတွေ့နေရတဲ့အခါမှာမြတ်စွာဘုရားရဲ့သာသနာတော်ဟာဥပမာမယ်စူပါမားကတ်ကြီးနဲ့လားသရံတူတယ်လို့မှတ်ရမှာဖြစ်တယ် ဒီဥပမာကအခုခေတ်နဲ့ပြောလို့ခဏိမပေါ်တဲ့ဥပမာမဟုတ်ဘူးမြတ်စွာဘုရားရဲ့သာသနာတော်ဖရာပြိဋိဘံစံပြီးအနှစ်900နှစ်900မြောက်မှာ900ကျော်တော့ဖြစ်ပေါ်လာတဲ့ရှင်းသာမှတ်တမ်းတင်ထားတဲ့မိလိန်နာပညာကျမ်းမှာဒီဥပမာကိုပေးထားတာဖြစ်တယ်ပေါ့အဲ့တော့ရှင်းတော့လည်း အခုလိုပစ္စည်းမျိုးစုံဝယ်လို့ရတဲ့နေရာမျိုးတွေဟာရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့ဒါလိုမျိုးစုံရရှိနိုင်တယ်လို့မြတ်စွာဘုရားသာသနာတော်ဟာလည်းတကယ်ကိုဒီလူကျင်တဲ့ပစ္စည်းတွေကိုရနိုင်တဲ့စူပါမားကတ်ကြီးတစ်ဖွဲဒီထဲမှာဝင်ရောက်လာတဲ့ပုဂ္ဂိုလ်တွေဟာကိုလိုချင်တာတွေကိုကိုရွေးခေါက်ပြီးမိမိမှာငွေကြေးတနာအလုံးလုံးရှိပြီဆိုရင်လိုချင်တာအကုန်ရနိုင်တယ်မြတ်စွာဘုရားသာသနာတော်မှာလည်းပဲထို့တူပဲ သာသနာတော်နဲ့ကြုံတွေ့နေရတဲ့အခါမှာဝါစုကလမှာဝါစုသင်္ကန်းကတ်ကြတယ်။ဝါကျွတ်တဲ့အခါမှာအခုလိုကျောင်းနေကျောင်းနေမှာသွားပြီးကထိန်သင်္ကန်းဆိုတာကတ်လို့ကြတယ်။ဝါစုသင်္ကန်းကပုဂ္ဂလိကကတ်လို့လို့ရတော့လေကထိန်သင်္ကန်းချတော့တန်ကြီးကပဲကတ်လို့ရတာဖြစ်တယ်။အဲဒီလိုတခြားချိန်တွေမှာလည်းသင်္ကန်းတွေကတ်လို့လို့ကျောင်းဆောက်ကြတို့လှူကြတန်းကြတို့ဆိုတဲ့ဒီပြုလုပ်ကြရတာဖြစ်တယ်။အဲဒီမှာ စူပါမတ်ကတ်ကြီးနဲ့ပစ္စည်းမျိုးစုံလှတဲ့စူပါမတ်ကတ်ကြီးနဲ့လာသရန်တူတဲ့ရသော်ဗျာရဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာကုသနာမှာဒီသမန်စူပါမတ်ကတ်တွေဝင်ရောက်တဲ့ပုဂ္ဂိုလ်ဟာငွေကြီးအလုံးလုံးချီဖို့လိုတယ်လို့ရသော်ဗျာသာသနာတော်တွေ့တဲ့အခါမှာကြတော့ဒီမတ်ကတ်ကြီးတွေဝင်လာလို့ရှင်အရေးကြီးဆုံးကတော့တဒါဆိုတဲ့ငွေကြီးရှိဖို့ပဲလိုတယ်ဉာဏ်မလိုဘူးเนาะ ယုံကြည်မှုဆိုတဲ့တရားအဲ့ဒီတရားရှိပြီဆိုရင် ကုလိုချင်တာကုံရနိုင်တယ်လို့သူပြောတယ်တရားရှိတဲ့ပုဂ္ဂိုလ်တွေဟာဥပမာကထိန်ကိုအကြောင်းပြုပြီးကထိန်ကုသိုလ်ကြီးတွေရတယ်ဝါစုဥဝါစုသင်္ကန်းကပ်ပြီးတော့ကုသိုလ်တွေရတယ်ကျောင်းလူပြီးတော့ကျောင်းကုသိုလ်တွေရတယ်တခြားအလှူကိစ္စတွေလုပ်ပြီးသာသနာတော်နဲ့ဆိုက်ပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်တဲ့အခါထိုကုသိုလ်ကောင်းမှုကြောင့်ကြီးမားလာတော့မျိုးစုံလာတဲ့ ကျိုးကျေးဇူးတွေကိုရရှိမှာပဲဖြစ်တယ်။အဲ့တော့ဈေးဝယ်တာပုံစံနဲ့အလားသဏ္ဍာန်တူတယ်။အဲ့ဒီဥပမာကိုမိလိန်နာပညာကျမ်းမှာပြောထားတဲ့စကားလေးကိုမှတ်သားချိနော်။သာသနာတော်နှစ်နှစ်900ကျော်နောက်ပိုင်းမှာဖျားပရိနိဗ္ဗာန်စံပြီးနှစ်900ကျော်မှဖြစ်ပေါ်လာတဲ့ကျမ်းမှာသူကမြတ်စွာဘုရားသာသနာမှာရရှိနိုင်တဲ့ဒီ ပစ္စည်းဥစ္စာတွေနဲ့တူတဲ့အကျိုးခြေစုတွေဟာဘာတွေလဲလို့ဆိုတာကိုဖော်ပြထားတာအာယုံအာရောဂတံဝဏ္ဏသက်ခံဥစ္စာကုလိနာတံအတံကတံသသင်္ကတံအဋ္ဌိတပ်ပါပဏိစီနေမြတ်စွာဘုရားသာသနာတော်မှာခင်းကျင်းထားတဲ့စူပါမတ်ကတ်ဆိုတဲ့ဈေးရုံကြီးတွေမှာ ရှော့ပင်မော်ကြီးတဲမှာဘာတွေရနိုင်တော့ဆိုလို့ရှင်ဖြစ်နေရဘဝမှာဒီအသက်ရှိခြင်းနဲ့ဆိုလို့ရှင်လေအသက်ရှိခြင်းနဲ့အရာဝယ်ယူလို့ရတယ်လို့သူဆိုလို့တယ်နော်အဲ့တော့လူတွေဟာအသက်ရှိတယ်အသက်တူတယ်ဆိုတာဘယ်သူမှပြုမိမိမှုဆိုတဲ့အတိုင်းကိုလုခဲ့တာတွေပေါ်မှာအခြေခံပြီးတော့အသက်ရှိကြတယ်အသက်တူကြတယ်ဆိုတာဖြစ်တယ်အဲ့ဒါကြောင့် သက်ရှည်ခြင်းဆိုတဲ့အကျိုးကျေးဇူးကိုရချင်လို့ရှင်လေဒီမြတ်ဗုဒ္ဓသာသနာမှာ ခင်ကျင်းထားတဲ့ဆေးုံတော်ကြီးတွေမှာရှိတယ်လောကလူတွေကတော့အာယုတွေကဆေးဆိုပြီးသက်ရှည်ဆေးဆိုပြီးတော့ဖော်ပြီးတော့ရောင်းကြတာတွေရှိတယ်အဲ့ဒီဆေးတောင်းလို့ကတော့ရှည်သလားမရှည်ဘူးလားမသိချင်ဘူးပေါ့မြတ်စွာဘုရားသာသနာတော်မှာဒီဖရာရဲ့ဆေးုံတော်ကြီးမှာဝယ်ယူ30ရက်ဟာကတော့တကယ်ကိုအသက်ရှည်စေနိုင်တယ် ဘလောက်ထီအောင်သက်ရှည်တုံးဆိုလို့ရှိရင်ဇန်တရားကိုအာထုတ်ပြီးတော့မြမဖြစ်သွားမယ်ဆိုရင်ကဘာထီအောင်ရှည်တယ်အသက်စတုမာရိဌာနသီလကောင်းမှုလုပ်ပြီးတော့စတုမာရိနတ်ဘုံရောက်လို့ရှိရင်ဒီဘလောက်သက်ရှည်တုံးဆိုတာခမန်းတွဲချီဖို့ရလူပြည့်အနည်း90မှာစတုမာရိဘုံမှာတည့်ရဖက်ရှိသေးတယ်ဆိုအသက်ရှည်မှုတွေရတာဝရိန္ဒနတ်ပြည့်ကြတော့အလူပုံ အနှစ်တရားမှသူမှတရားဖယ်ရှိသေးတယ်လို့အဲ့လိုမြင့်တက်သွားတယ်ရှာမဏဘုံဆိုလို့ရှိရင်အနှစ်နှစ်ရာမှသူကတရားဖယ်ရှိသေးတယ်ဆိုတော့တတန်းကဘယ်လောက်ရှိ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 သွားတယ်နတ်ဘုံနေမဲ့အသက်ကိုမြောင်များစွာလူတွေနဲ့နှစ်နဲ့ရေတွက်လို့မရအောင်ရှိလျားတယ်ကြည့်လေဟိုပဋိပုဇိကနတ်သမီးရဲ့ဝှထုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ပန်းခူရင် အပြောပါနတ်သစ်ပင်ပေါ်မှာတက်ပြီးပန်းနေခူရင် အောက်ကပန်းကုန်းညရင်နဲ့နတ်သမီးတယောက်ဆုရစေကြပြီးလူပြေရောက်တော့လူပြေရောက်ပြီးလူပြေမှာအိမ်တော်ရဲ့သားကြအဖွားကြီးဖြစ်ပြီးပြန်ဆုံးသွားတဲ့အချိန်မှာဟိုမှာပန်းခူးလို့မပြီးသေးဘူးဆိုတော့တက်တန်းချင်းကဘလောက်กว่าလဲဆိုတာစဉ်းစားကြည့်နော်အဲတော့စဉ်းစားကြည့်မယ်ဆိုရင်လည်းကိုမျက်မှောက်မှာတရိတ်ဆန်လေးတွေရဲ့အသက်ဟာအလွန်တိုထောင်းတာပဲလူတွေဟာကိုရှိတ် ောက်ဆုံးမှာကိုယ့်အိမ်မှာမွေးထားတဲ့ကြောင်လေးတွေခွေးလေးတွေရဲ့တတံဘလောက်တူတော့ခဏလေးပဲခုပဲမနေ့တနေ့ကမွေးတော်ကြာရွယ်ရောက်နောက်တည့်ရက်မရှိတော့ဘူးဆိုတာမျိုးတွေဖြစ်တယ်အဲ့ဒါလိုပဲလူတွေနတ်တွေကလည်းလူတွေကိုကြည့်လိုက်မယ်ဆိုရင်တတံကအလွန်တိုးတယ်အဲ့ဒီတတံရှည်တဲ့ဘဝမျိုးကိုရောက်ဖို့ဆိုတာလည်းပဲမြတ်စွာဘုရားရဲ့သာသနာမှာတည်ခင်းထားတဲ့ဈေးဥတော်ကြီးထဲမှာဝယ်ယူလို့ရတယ် ကိုကျင်သီလကိုဆောက်တည်ခြင်းအဖြစ်ဒီတရားဆိုတဲ့စွမ်းအားနဲ့အရင်နှိပြုပြီးတော့ဝေယူလို့ရတယ်လို့သူတို့ဆိုတယ်အရောဂတာတယ်ကျမ်းမာတယ်ဆိုတဲ့အခြေအနေကောင်းကြီးတစ်ခုကိုလည်းပဲအဲ့ဒီဈေးရုံထဲမှာဝေယူလို့ရတယ်နောက်အစင်းလပ်ပမှုကိုသားကိုရေးစုပ်ပြေမှုဆိုတဲ့ဘဝမှာလပ်ပစုပ်ပြေရုပ်ဆင်းအင်္ဂါပြည့်စုံမှုဆိုတာလည်းပဲဝေယူလို့ရတယ်တက်ခါ အရာရာမှာအကောင်းဓာရီရွေ့သုံးရတဲ့အနေအထားမျိုးလူဘွားရောင်းလဲလူထဲမှာမြင်သမျှအစင်အာယုံကြားသမျှအတန်အာယုံတွေအကောင်းနေကြီးပဲကောင်းပြီဆိုတာတွေကိုသုံးခွင့်ရတယ်ဆိုတာတက်ခအဲ့ဒီတက်ခဆိုတဲ့အနေအထားမျိုးကိုရဖို့ဟာလည်းပဲဒီစေုံကြီးတွေမှာရှိတယ်ဥစ္စာကုလိနလူဘွားရောက်လာတဲ့အခါမှာလည်းပဲဘဝမှာအစင်တမ်းမြင့်တဲ့ဘဝဇာတုကုန်တဲ့စေစေဥစ္စာမြင့်တဲ့ အနေထားမျိုးရဖို့ဆိုလို့ရှိရင်လေဒီဇေယုံကြီးထဲမှာဝယ်လိုက်မယ်ဆိုလို့ရှိရင်ဖြစ်နေရဘဝမှာအောက်တန်းနောက်တန်းမရောက်ဘူးလို့ဆိုလို့တယ်ဒါရင်မကဘူးချင်းချုပ်ပြောလိုက်ရင် အသင်္ကတေသသင်္ကတာပစ္စည်းဥစ္စာနဲ့ပြောမယ်ဆိုရင်ကုန်နိုင်စရာမရှိလို့လောကမှာကောင်းမေညွတ်မေဆိုတဲ့ပစ္စည်းဥစ္စာမှန်သမျှအပြင်အသင်္ကတာလို့ဆိုရဲကံစိတ်ဥဒုအာရသို့မဟုတ်ကံတို့ကိလေသာတို့ကပေါင်းစပ်ပြီးဖန်ဆီးထားတဲ့ဖန်တီးထားတဲ့ ပစ္စည်းဝတ္ထုမဟုတ်ဖဲနဲ့တကယ်ကိုသာဝရခိုင်မြဲတဲ့အတ္တင်္ဂဒအငိမ့်ထနိဗ္ဗာန်ဆိုတာကိုလည်းပဲဟောဒီဇေယုံကြီးထဲမှာဝယ်လို့ရတယ်လို့သူဆိုတယ်နော်အဋ္ဌိတ္တပပနိဇိနိဒီဇေယုံထဲမှာအာလုံရနိုင်တယ်ကိုယ်ကပြောရလို့ရှိရင်လူ့ဘဝလူချမ်းသာနတ်ဘဝနတ်ချမ်းသာပြမဘဝပြမချမ်းသာနိဗ္ဗာန်ချမ်းသာ အလုံးကိုဒီစေယုံကြီးထဲမှာဝယ်ယူလို့ရတယ်လို့သူဆိုလို့တယ်။ဒါဖြင့်ဝယ်တဲ့အခါမှာတမိုးတွေကကြီးသလားဆို။ shopping mall တို့ဘာလို့သူပြဆိုရင်ဝယ်နေနေနဲ့မရနိုင်တဲ့ပစ္စည်းတွေအများကြီးရှိတယ်။ဒီမှာကျတော့နည်းနည်းလေးနဲ့လည်းဝယ်လို့ရတယ်တဲ့။အပေနဘဟုကေနာပိကမ္မမူလေနကရတိ။ဝယ်လို့ရနိုင်တာဘာမှမပြောပါတော့တဲ့ပစ္စည်းလေးနဲ့လည်း နိဗ္ဗာန်ချမ်းသာကိုရလို့ရတယ်ဥပမာမဲ့ဆွန်တစုံလှူပြီးဣဒံမေပုံညာနိဗ္ဗာန်တပစ္စယဟောတုဒါလေးကအချိန်၄ခေါင်းတစ်ခုကိုဖန်တီးပေးလိုက်လို့ကောင်းမြတ်တဲ့ဘဝရောက်သွားတယ်ရောက်တဲ့ဘဝမှာဆက်လက်ကြိုးစားအားထုတ်ခြင်းကြောင့်ဆွန်လေးတစုံပန်းလေးတစ်ပွင့်ကိုအခြေခံပြီးတော့နိဗ္ဗာန်ချမ်းသာကိုလည်းရသွားနိုင်တယ်လို့ဒီလိုဆိုလိုရပေါ့နော်ဝေလမအလှူတို့လိုအတ္တမကြီးမားတဲ့ပစ္စည်းအလှူတန်းကြီးကိုလှူပြီးတော့လည်းပဲဒီ ကိုလုတ်တဲ့ကုသကံရဲ့အရှိန်ဝါအားလျော်စွာကိုတဲ့ကိုလုတ်တဲ့ကုသကံဟာနည်းသည့်ဖြစ်စေများသည့်ဖြစ်စေနိဗ္ဗာန်ကိုဥတည်ပြီးလုံးလိုက်မဲ့ဆိုရင်နိဗ္ဗာန်ချမ်းသာတည်းအောင်ကျိုးပိတ်နိုင်တယ်ကမ္မမူလနကရတိအဲ့ဓာရီနဲ့ပဲရယူနိုင်တယ်လို့ဆိုတယ်ဒါကြောင့်မို့လို့တာဝတိုက်တွန်းထားတာဒီမြတ်စွာဘုရားကကိနေတဝတ္ထမူလနာ တထာဆိုရက်အရင်နေ့ဥစ္စာ ပေးပြီးတော့အခုပြောတဲ့တမိုးရှိတဲ့အရာတွေလူလောကထဲမှာလူချင်းစရာကောင်းတဲ့တမိုးရှိတဲ့အရာတွေအသက်ရှိခြင်း၊ကျန်းမာခြင်းလူဘဝတွေမှာဆိုရင်အစဉ်လှပခြင်းကောင်းမေညွန်းမေဆိုတဲ့ပစ္စည်းဥစ္စာတွေရရှိခြင်းစီရင်ဥစ္စာအချမ်းအရာမျိုးရိုးမြတ်မြတ်ခြင်းစတဲ့ အကောင်းဆုံးအရာတွေအပြင် နောက်ဆုံးမှနိဗ္ဗာန်ချမ်းသာအထိဒီဈေးုံတော်ကြီးမှာဝင်ရောက်ပြီးတရားဆိုတဲ့အရင်နှစ်ပေးလိုက်မယ်ဆိုလို့ရှိရင်တရားအရင်နှစ်ဖြင့်ဝယ်ယူလိုက်ပါတဲ့အခုဒီနေ့သာသနာ့သောတာယုံเจ้าနိုင်မှာ ပရိယပฏิပတ်နေရကျိုးကိုအထောက်နေကြတဲ့တန်ဃာတော်ရှင်မြတ်ကြီးရဲ့ပရိယတိကုံပฏิပတ်တိကုံကိုအာယုံပြုပြီးကထေသင်္ကန်းဆက်ကလှူဒန်းနေ တန်ကြီးကဌာနလှူဒန်းတဲ့ကထင်းလေးရသင်္ကန်းဖြစ်ဖြစ်တပ်ပရိဝါဒဌာနဖြစ်အောင်ပစ္စည်းဝတ္ထုများကိုဆက်ကလှူဒန်းတဲ့ပင်သံဃာတွေကိုကထင်းလေးရဖြစ်ကထင်းကထင်းချမ်းရဖြစ်ဖြစ်ကထိနာကံဆောင်ရန်ပင့်ထားတဲ့သံဃာတော်ရှင်မြတ်တွေကိုလည်းလှူဒန်းတဲ့စွမ်းသင်္ကန်းကြောင်းဆေးဆွာလို့အလုံးအတွက်ညီမပြီးတော့ပစ္စည်းလေးပါးကိုလှူဒန်းတဲ့ စွမ်းခက်ပဲပေါ်စဉ်ချိုချင်ရတာဖြာဖြာတို့ဆက်ကတ်တယ်မိမိတို့ကိုယ်တိုင်လဲတရဏဂုံ၃ပါးနဲ့နေဝ၅ပါးတိလာကိုခံယူဆောက်တည်တယ်ဆိုတယ်ကုသိုလ်ကောင်းမှုမျိုးစုံအောင်လှုပ်ထားတာဖြစ်သည့်အတွက်ကြောင့်တရာဆိုတဲ့အရင်းနှီးတစ်ခုတည်းကိုအခြေပြုပြီးတော့ကုသိုလ်မျိုးစုံလှုပ်ထားသည့်အတွက်ကြောင့်ရလာမဲ့ပစ္စည်းရတယ်ပဲမျိုးစုံရမှာပဲဖြစ်တယ်သို့သောနောက်ဆုံးဥတီချက်အနေနဲ့ကတော့နိဗ္ဗာန်ချမ်းသာကိုဥတီပြီးတော့ပြုလို့ကြရမှာဖြစ်တယ် ဒီကနေ့ကထိန်တကကထိန်မရာရသော်ဗျာကတိုက်တွန်းတဲ့အတိုင်းကိနေတဝသတ္ထာမူလေနသမိဒ္ဓါဟောထဘေခောတရာတိဟူသောရင်းကံပစ္စည်းဥစ္စာကိုပေးပြီးဝယ်ယူလိုက်ကြတဲ့ဘဝမှာပြည့်စုံတဲ့ဘဝကိုရရှိကြမှာဖြစ်တယ်ပြည့်စုံပြည့်စုံအောင်မိမိတို့မှာအကျိုးကျေးဇူးတွေကိုရရှိကြမှာဖြစ်တယ် ရသော်ပြားကအခုလိုတိုက်တွန်းတဲ့အတိုင်ဒီနေ့ဒုဒရီကုသိုလ်ကောင်းမှုကိုပြုလုပ်ကြရပါပြီတရားနာရန်တာရုခွာရန်ရောက်ရှိလာကြတဲ့တရားနာပရိသတ်ပေါင်းသူတို့ကောင်းတို့ဟာလည်းပဲစူပါမားကတ်ကြီးထဲမှာဝင်ရောက်ပြီးတရားတော်မှနှာယူခြင်းဖြင့်ကုသိုလ်ကောင်းမှုတွေကိုရယူကြတာဖြစ်တယ်အားလုံးဟာတန်ဖိုးရှိတဲ့အရာတွေကိုဒီကနေ့ရလိုက်ကြပြီလို့ဝမ်းမြောက်ချီးမွမ်းပီတိဒူးဖြင့် မိမိတို့တဏ္ဍမှာကုသိုလ်တရားတွေဖြစ်ပေါင်းအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း